ောက်ဆိုးပြရည်လို့ရမလားမရဘူးအဲ့တော့ကိုရနေကပခုံးဖက်ကြရရှိမယ်လက်ကလေးတွဲဆိုကြရရှိမယ်ဒါမျိုးလောက်ကိုစိတ်ကောက်တယ်စိတ်ဆိုးတယ်ဆိုလို့ရှိရင်အမှုပညာသမားကိုလာပြီးတော့ဘဝမှာပါပါပတ်သက်ခြင်းလို့မရဘူးပေါ့နော် အားကြတာဗောဒီမှာချစ်စရာဒါတမီးလေးတမီးလေးတယောက်နဲ့ဒီမှာရန်သူ့ချစ်တဲ့အလိုလိုက်အမြဲတမ်းအလိုလိုက်တဲ့သူ့ရဲ့မျိုးသားနဲ့ဟမ်ကွဲရစ်နဲ့ဘလောက်ပျော်စရာကောင်းတဲ့ဘွားတစ်ခုထူထောင်တာလေဘာမှမပြောဘဲနဲ့စင်မော်တက်လိုက်ဖတ်ဆိုနန်းသွားတာလည်းရှိရှိမှာပဲဒါပရိသတ်ဖြစ်တဲ့အတွက်သူတို့မှဘာမှပြန်ပြောပိုင်လို့မရဘူးကိုယ့်ရဲ့လက်တွဲပေါ်ကသူနဲ့ထပ်တူ နားလည်ပေးနိုင်ရမယ်သူ့ရဲ့အောင်မြင်မှုကိုယ့်ရဲ့အောင်မြင်မှုတစ်ခုလိုမျိုးမူတည်တာပွားနိုင်ရမယ်ဟုတ်ကဲ့ပါရွှေလန်ထက်ကဒါဒီနေ့တို့ရဲ့ဆိုင်းဖွင့်ပွဲလေးမှာအာအင်ဂျင်ရဲ့ဇွဲပြင်းလေးကိုသေးချင်းဖြောပြပို့လို့အတွက်ကိုဒါဖိတ်ထားရတဲ့အတွက်ပွဲလေးလည်းတက်ရင်သေးချင်းလေးလည်းဖြောပြရမှာတော့တကယ်ချင်းနှောင်းဆုံးပြကြရအောင်ဟုတ်ကဲ့ဇွဲလေးလည်းကြောက်ရအောင် ဟုတ်ကဲ့အဲ့တော့ဒီ design လေးမှာဒါကျွန်တော်တို့နှစ်ယောက်ဒါဆုံပြီးတော့ဒါအတူတူအဲပွဲတက်ခွင့်ရတယ်နောက်ပြီးတော့ဒီမှာဒီမှာကျွန်တော်တို့ဒါ design ဖွင့်နေအမဆိုတော့ဒါခင်မင်နေတဲ့ဒါအမတွေလိုပဲဖြစ်နေတော့ကြတော့ဒါကျွန်တော်တို့ design လေးမှာအဲလာရောက်ပြီးတော့ပွဲတက်ရင်နဲ့ရှင်းနေဆိုပြမှာပေါ့ဟုတ်တချင်ကလုတ်ပြီးတာလုတ်ပြီးတာအချင်းလောက်ပြီးသားအင်ဂျီတို့ဒါတချင်းအဟောင်းလေးတစ်ပုဒ်ကိုပြန်ပြီးတော့အသက်သွင်းနေပေါ့နော်တိဆိုးထားတယ် ဖြစ်ချင်တော့အားလုံးသွင်းပြီးတော့အားလုံး final ပြီးတော့မှအင်းကြီးတို့ data ပြတ်သွားတယ်ပြတ်သွားတော့အစားအနေခုမှပြန်လုပ်ရမှာနောက်တစ်ခေါက်ပြန်လုပ်ရတယ်နှစ်ထပ်ရှိမှမှတ်မိပေါ့အဲနောက်တစ်ခေါက်ပြန်လုပ်ဖို့လို့ပြောနေကြတာပါခုနကပွဲတွေမှာတော့နှစ်ခေါက်လောက်ရှိပြီဆိုတော့ပွဲတိုင်းလေးပါမှာဆိုကြတယ်ပေါ့နော်အကြည့်နေလဲဆိုလိုက်မယ်ငါမှ instrument တွေပါမယ်ရှင်ဟာအကြည့်လိုက် တော့တချင်းဟောင်းဖြစ်တဲ့ပုံမှာအမေမိသားတချင်းကိုအမေမိသားတချင်းကိုတချင်းဟောင်းဖြစ်တဲ့ပုံမှာဒါပေမဲ့ကျွန်တော်တို့အတန်လေးနဲ့တော့ကာလာအစ်စ်ဖြစ်တာပေါ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဒီချင်းလေးကဘလို့ပဲ online တင်တင်အလို reach တော်တော်ရောက်တယ်လို့ပြောလို့ရတယ်ဒါလည်းတချင်းဟောင်းလေးဖြစ်တယ်ပြီးတော့ပြန်စုတေးဖြစ်တဲ့ပုံမှာဒါကျွန်တော်တို့နှစ်ယောက်လည်းမေ့နေတဲ့တချင်းလေးပေါ့တကယ်တကယ်ညောတကယ်ညောရှိကြပြီပါမယ်နော် ဲ့လိုတခုခုပါကွာအဲ့လိုကိုမျက်စိရှိနေမှာတခုခုဖြစ်နေတဲ့ဟာတခုခုပေါ့တမအစင်မပြေတာတခုခုတွေ့ပြီဆိုသူနဲ့ကိုနေအောင်လို့ပြောချင်တာပေါ့တမအဲ့အစင်မပြေတာကွာအဲ့ဟာကိုမြင်တဲ့အမြင်ကြီးချက်ချင်းတူပြီးကြောက်ရောက်နေအဲ့လိုမျက်လုံးနဲ့ကြည့်လိုက်တာ เออก็แล้วตีเลยอะสกายไม่เปียวตะเกยหวายเลยอืมอืมตัวก็แล้วอืมงาแล้วตีเลยอืมเนเลตีเลยมะล่ะอะไรอยู่อะต้วยเมียนเชียร์อ่ะยันดูอย่าปี้ว่าไปสุรุษเนี่ยอะปี้ตะเกยจีนเนี่ยออกถุยอะเองาแล้วอะเปียวเองาแล้วอะเปียวไม่รู้งาตีเลยซะอะไรอยู่ว่ะอะพี่ว่าอายาอารมณ์เนี่ยไตเมဖြစ်တယ်ဥပမာကွာဟိုတချင်းကိစ္စရေမှာမဟုတ်ဝင်ချင်တော့မိသားစုရေးရာကြီးလည်းတိုင်ပင်ကြရတယ်ကိုယ့်ရဲ့ personal ကိစ္စရေဆိုလည်းတယောက်နဲ့တယောက်နဲ့တိုင်ပင်ကြရတယ်အဲ့လိုမျိုးလေးတွေပေါ့ တယောက်နဲ့တယောက်နဲ့ချစ်ခင်ရင်းနေရတဲ့မောင်နှမလိုပဲဖြစ်နေပြီပေါ့နော်ဆိုတော့ခါကျတော့အရာအလုံးသူ့အကြောင်းအရာအကုန်လုံးဆိုလဲကိုသိတယ်ကိုရဲ့ personal အကြောင်းအရာအကုန်လုံးဆိုလဲသူသိတယ်အဲ့လိုမျိုးနဲ့ပဲဖြတ်တန်းသွားတော့ဒါတန်ရောစရာတော့တော်တော်ကြီးကြရဲပေါ့အမကြီးကဒီတည်နေကြည့်တော့မယ်ဆိုတော့ကိုဇက်ပြီတော့ဒါစုံစည်နေပြီတော့တော်ရမ်းစုံပါတယ်စုံလုံးလုံးခက်စုံလုံးလုံးခက်နေရတော့ကိုဇက်ပြီကလည်း manager လိုပါအမကြောက်ဘူး အားကြတာပေါ့ဟုတ်ကြနဲ့မကြနဲ့တကယ်ကြီးမကြနဲ့လို့တို့ကတားတာလို့အားမကြတာအားကြတာပေါ့ဒီမှာချစ်စရာဒါတမီလေးတမီလေးတယောက်နဲ့ဒီမှာရန်တို့ချစ်တဲ့အလိုလိုက်အများနဲ့အလိုလိုက်တဲ့သူ့ရဲ့မျိုးသားနဲ့တကယ်ကြီး Eric နဲ့ဘလောက်ပြောစရာကောင်းတဲ့ဘွားတစ်ခုထူထောင်တာလဲပြီးတော့အရန်ကိုတို့ဘွားလေးကြီးလိုက် agent ပြီးတော့တာယာလေမိုက်တယ်အားကြပါတယ်ဘလောက်ပြောကောင်းတဲ့ဘွားကြီးကိုယ်ကမလုပ်ရေးချက်သေးတယ် ရွေးချယ်မှာလာမှာပေါ့ main ကလေးနဲ့ယောက်ျားလေးနဲ့ကြာမတူမောင်လေး main ကလေးကြာတော့လေဟိုဘယ်လိုပြောရမလဲအမှုပညာလှုပ်လှုပ်တဲ့ main ကလေးကြာတော့ main ကလေးတွေမှာလည်းသူ့အတက်ရွယ်အပိုင်းချလိုက်ရှိရခုနကလိုကလေးမွေးရမယ့်အချိန်ဘယ်အချိန်မှာအိမ်အောင်ပြုတင်တယ်ဘယ်အချိန်မှာကလေးမွေးတင်တယ်ကျမကြီးအရာရောပါဟောပေါ့နော်နောက်ပြီးတော့အဲ့လိုဟို main ကလေးတယောက်ကိုကြာတော့ယောက်ျားလေးပရိသတ်တွေကအရန်ယူးယူးမူးမူးတက်တက်မဲမဲကြီးကြိုက်ကြတယ်ဆိုတာရှားတယ် မိန်ယောက်ျားလေးအဆိုတော်ကိုကြတော့မိန်ကလေးပြိသက်ကယူယူမူမူတဲတဲမဲကြိုက်ကြတာရှိတယ်။အဲ့ခါကျတော့ကွာဒီအိမ်တော်ဘက်တွေကရွေးချယ်တဲ့ခါကျလို့ရှိရင်ကို့အပေါ်ကိုအများကြီးနားလဲပေးနိုင်မှာဖြစ်မယ်။ကို့ရဲ့အလုပ်အပေါ်မှာကို့အတိုင်းပဲစိတ်ကထပ်တူကြရတယ်လို့ဖြစ်မှာဖြစ်မယ်။ မလွယ်တော့မလွယ်ဘူးပေါ့နော်။မမိန်ကလေးမှလည်းမိန်ကလေးလျောက်ယောက်ျားလေးဘက်ကနားလည်ပေးရတယ်အများကြီးရှိတယ်ကွာ။အမမျိုးသားဆိုလည်းနားလည်ပေးရတယ်အများကြီးရှိမှာပဲ။ပြောချင်တာသူတို့နဲ့ကိုယ်နဲ့တငယ်ချင်းဆိုပေမဲ့လည်းဒါကိုယ်တငယ်ချင်းယောက်ျားတချင်းဆိုရယ်ကွာ။အမဆယ်အမသူနဲ့ကိုယ်နဲ့ဆိုရယ်တီတီပြိတ္တောက်ဆိုပြရည်လို့ရမလား။မရဘူး။အဲ့တော့ကိုယ်နဲ့နေရပခုံးဖက်ကြရရှိမယ်။လက်ကလေးတွဲဆိုကြရရှိမယ်။ဒါမျိုးလောက်ကိုစိတ်ကောက်တယ်စိတ်ဆိုးတယ်ဆိုလို့ရှိရင်အမှုပညာသမားကိုလာပြီးတော့ ဘဝမှာပါပါဝင်ပတ်သက်ခြင်းလို့မရဘူးပေါ့နော်အမမျိုးသားဆိုနားလည်ပြရတာရှိမှာပဲဒီလိုပဲသူတို့ဆိုလို့ရှိရင်သူတို့ရဲ့ပရိသတ်တွေ main ကလေးတွေကချစ်ကြမယ်ကြိုက်ကြမယ်ဘာမှမပြောဘဲနဲ့စင်မော်တက်လိုက်ဖတ်ဆိုနန်းသွားတာလည်းရှိရှိမှာပဲဒါပရိသတ်ဖြစ်တဲ့အတွက်သူတို့မှဘာမှပြန်ပြောပိုင်လို့မရဘူးအတိခံပါအဲ့ဒါကိုကိုယ့်ရဲ့လက်တွဲပေါ်ကသူနဲ့ထပ်တူနားလည်ပေးနိုင်ရမယ်သူ့ရဲ့အောင်မြင်မှုပဲကိုယ့်ရဲ့အောင်မြင်မှုတစ်ခုလိုမျိုးမူတည်တာပွားနိုင်ရမယ်ချစ်ပေးနိုင်ရမယ်အဲ့လိုလူမျိုးတွေ့ပြီဆိုလို့ရှိရင်တော့ဒါအိမ်အောင်ပြုတ်ပေါ့အဲ့လိုမဟုတ်လို့ရှိရင်တော့ပြုတ်စေချင်ဘူး ပြဿနာများနိုင်တယ်ဘယ်လိုမျိုးရှာနေရပါ့ဘူးအဖူးဆောင်တော့ပြောလို့မရအောင်ညီမလေးရဲ့တွေ့တွေ့နားလဲပေးပေးမပေးပေး तू ချစ်တဲ့လူတွေ့ရင်တော့လေ तू तू ရာအလုံး तू လက်ခံမှာမှာပေါ့တိလာအဲ့လိုအချစ်ကလေးထူးဆန်းတယ်ပြောရတာရှေ့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  तू ဆွဲကြအဲ့လိုလက်တွေဆွဲဆွဲကြ तू ဒူးတွေထောက်ပြီးရောအဲ့လိုဖြစ်ရအမြင်နဲ့ကိုရီးယားက तू ပြန်ဆွဲထူတာအဲ့တော့အောင်မြင်တဲ့ အမျိုးသားရဲ့တယောက်ရဲ့နောက်မှာအများကြီးနားလည်ပြီးနိုင်တဲ့မိန်းမတယောက်ရှိမှရမယ်အဲ့တော့နားလည်မှုကိုတရာရာခိုင်တော့မဟုတ်150ရာခိုင်နှုန်းလောက်ရှိတဲ့အမျိုးသမီးမျိုးဆိုရင်တော့ဒါသူ့အတွက်ကံကောင်းတာပေါ့။နော်အဲ့မျိုးသမီးတွေအတွက်တော့ကန်ဆိုးရှာမှာ။ပါပြီ။ကန်ဆိုး။ကန်ဆိုး။ကန်ဆိုးကန်ဆိုးဒူမလေးတွေ့ပါလေ။တွေ့ပါလေ။ရှာလိုက်မယ်လေ။ရှာလိုက်။တွေ့ရင်လည်းတွေ့နေမှာပေါ့။ဟိုနေရှိုးတာရှိုးတာ။ရှိုးတာရှိုးတာ။ဟုတ်။ ကျွန်တော်ကတော့လောလောဆယ်ဈားထဲမှာကျွန်တော်နဲ့ရွှေနဲ့ငွေနဲ့ထွက်တာရှိတယ်အခုဒီဈားထဲမှာကျွန်တော်လာမယ့်လအဲလာမယ့်လမှာကျွန်တော်နဲ့ဖြူဖြူစုံနဲ့တခြင်းနေမှားမှန်သိချင်နေဆိုချင်းတက်လေးတခုထွက်ဖို့ရှိတယ်တီးရောင်ငင်းချမ်းကိုရေးထားတယ်ခဏအဲ့ဒါလေးတခုရှိတယ်ဟုတ်ဟုတ်ငင်းချမ်းပြောပြီးအဆိုကအရေးကောင်းနေအဲအာအင်ဂျင်လည်းအများကြီးထွက်ဖို့ရှိတယ်အင်ဂျင်တခြင်းကပုံအောင်ပုံနေပြီအဲ့လိုလှုပ်ထားပြီးတော့လေအခြေအခြေနေမပြီးရနဲ့မထွက်ဖြစ်တာပေါ့အခုကတော့ အဲနှစ်လကြာတစ်ခါသုံးလကြာတစ်ခါလောက်တော့ဒီမိုကရေးထွက်ထွက်သွားမယ်လို့တော့ရည်စင်းစားထားပါတယ်။လက်ရှိမှာလည်းအရင်ကအမေလည်းဆုံးထားမှကြာသေးဘူးဆိုတော့လေအခုမှကိုယ့်ရဲ့အလုပ်တွေကိုတည်တည်ကြာကြာလေးပြန်ပြီးတချင်းကိစ္စတွေပါလေလောက်အောင်ပါပေါ့လေအလိုမျိုးလေးပေါ့ဟုတ်။အားလုံးမင်္ဂလာပါ get along ကျေးဇူးများတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါ နောက်ဆုံးထွက်တာလည်းရွှေနဲ့ငွေနဲ့ချင်းလို့လည်းကြိုက်ကြတယ်ဒါအားပေးကြဆိုတော့လည်းကျေးဇူးများတင်ပါတယ်တော့တခြင်းနေနဲ့ဆက်လက်ပြီးတော့အာအန်ဒီနဲ့ဆက်လက်ရှိနေပါပြီဟုတ်ဟုတ်ကဲ့ပါရှင်တို့အင်တာဗျူးလေးကိုကြည့်ရှုပေးပြည်သူတွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်